နေပြောကောင်းစီနယ်မြေရဲ့တည်နှံစိုက်ပျိုးထုတ်လုပ်မှုရောကြခြင်းမရှိသေးဘူးနဲ့မန္တလေးငရင်ကြီးကျောင်းထိခိုက်ခဲ့တဲ့ဆယ်ရီတောက်လယ်များကိုအချိန်တိုအတွင်းစိုက်ပျိုးရေးပေးဝေနိုင်ရတဲ့အကျိုးပန်းအကောင့်တွေပေါ်ဆောင်ရွက်လျက်ရှိရာအခုအခါစင်သေးဆယ်ရီတောက်စနစ်ရှိလက်ဝဲမြောင်မှာနေတည်နှံများအတွက်စိုက်ပျိုးရေးပြန်လည်ပေးဝေနိုင်ဖို့ပင်မမြောင်အတွင်းကိုရေစတင်ထည့်သွင်းနိုင်ပြီဖြစ်ကြောင်းသိရပါတယ်မန္တလေးငရင်ကြီးကျောင်းကျိုးပေါက်ပျက်စီးခဲ့ရပြီးရေတောက်စနစ်အတွင်းရှိ စိုက်ပျိုးပြီးຫນွေစပားနဲ့ຫນွေသီးနှံများအတွက်စိုက်ပျိုးရေးပေးဝေမှုနှောင်းနှေးခဲ့ရတယ်။စင်တေရေလဲစဲတဟောက်ကုန်း၁၀ကိုလိုအပ်တဲ့ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်းစိုက်ပျိုးပြီးဖြစ်တဲ့ຫນွေသီးနှံများထိခိုက်ပျက်စီးမှုမရှိစေရေးအတွက်အချိန်မီစိုက်ပျိုးရေးပေးဝေနိုင်ဖို့လဝဲမြောင်းမကြီးကိုအနိုင်တင်ရေတင်ဆက်အသုံးပြုပြီးရေများဆက်တင်ပို့လွှတ်လျက်ရှိပါတယ်။လက်ရမြောင်းမကြီးကို ်းသစ်ရေလောင်တမန်ရဲ့ရေစင်း area မှာရေများအားတူဖော်ပြီးဓာတ်ရရေပေးသွေးခြင်းကိုအေဗီလာ18ရက်မှာစတင်ဆောင်ရွက်ခဲ့ရာညောင်မကြီးနဲ့လက်တံညောင်များတလျှောက်နှွေစပားပါဝင်နေသီးနှံစာအေကဧက1200ကျော်ရထား area ရဲ့60ရာခိုင်နှုန်းကို ရေပေးသွင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။အလားတူရေလွဲဆယ်တွင်ရေခေါမြောင်းတူဖော်ပြီးရေစု area မှာတစင်းရေတင်ဆက်အသုံးပြုပါလဝဲမြောင်းမကြီးကိုရေပေးသွင်းနိုင်ခဲ့ပြီး လက်တံများများမှာလည်းတဆင်စိုက်ခွင်းများကိုအချိန်မီရရောက်ရှိရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။စင်တီရေလွှဲဆက်တဟကုန်းဆယ်ပြုပြင်ခြင်းလုပ်ငန်းကိုဆယ်မြောင်းနဲ့ရေသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှဆယ်ရန်တရားများနဲ့အာတုံခွန်ဆိုင်ဆောင်ရွက်လျက်ရှိရာမြေသားတမန်ပြည်စည်းမှုပေါ်မူတည်ပြီးပြမတမန်ကြီးမှပို့လွှတ်ပေးတဲ့ရေများကို စုဆောင်ထိန်းသိမ်းလျက်ရှိပြီးတက်မှတ်တူလောင်ရေးမှတ်ရောက်ရှိပါကမူလစိုက်ပျိုးရေးဖြန့်ဝေမှု စနစ်အတွင်လက်ဝဲလက်ရမြောင်းမကြီးများမှစိုက်ပျိုးရေးများလိုအပ်သလောက်ဆက်လက်ပေးသွားမှာဖြစ်ကြောင်းလည်းသိရှိရပါပါတယ်ခင်ဗျာ